နေ့စဉ်မိုးလေဝသတည်င်း၂025ခုနှစ်ဇွန်လ3ရက်နေ့မွန်းလွဲနေ့တုညတုညနာရီချိန်ထုတ်ပြန်ချက်ယမန်နေ့နနက်တုညကို30နာရီချိန်မှယနေ့နနက်တုညကို30နာရီချိန်ထိမိုးလေဝသတိုင်းထွာချက်အချင်းချုပ်လွန်ခဲ့သော24နာရီတွင်းကစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် နေရာကျကျမကွေးတိုင်းဒေသကြီးနှင့်ကယားပြည်နယ်တို့တွင်နေရာစိတ်စိတ်နှင့်ကြံတိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်နေရအနှံ့အပြားမိုးထစ်ချုံရွာခဲ့ပြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကချင်ပြည်နယ်မွန်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် နေရကွက်၍မိုးကြီးခဲ့ပါသည်မှတ်သားပွဲရာမိုးရေချိန်များမှာ ချောင်းစုံမြို့တွင်၄တသမ29လက်မပြည်မြို့တွင်3တသမ68လက်မတာယာဝရီမြို့တွင်3တသမ64လက်မမြစ်ကြီးနားမြို့တွင်3တသမ9သူညလက်မတနုဖြူမြို့တွင်3တသမ89လက်မစလုံမြို့တွင်3တသမ86လက်မတရဲမြို့တွင်3တသမ54လက်မစစ်တွေမြို့တွင်3တသမသူည3လက်မကော့ကရိတ်မြို့တွင်2တသမ99လက်မနှင့် အောင်လံမျိုးနှင့်ကြက်ခမီမျိုးတို့တွင်နှင့်တသမ65လက်မစီတို့ဖြစ်ကြပါသည်မင်္ဂလာပင်လယ်အော်ချေနေကပလီပင်လယ်ပြင်နှင့်မင်္ဂလာပင်လယ်အော်တို့တွင် မုတ်တုံလေးအာတင်တင်မှ အားကောင်းနေပါသည်မနက်ဖြန်နဲ့အထီးခံမန်းချက်မန္တလေးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်ကယားပြည်နယ်တို့တွင် နေရာစိတ်စိတ်နှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရင်ရာနှုံးပြေဖြစ်ပါသည်။ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေသခိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါယံအကြံပြုအပ်ပါသည်မြမပင်လေပြင်း မြမကံယူရန်တရှောင်းနှင့်ကဲလွန်ပင်လေပြင်းတို့တွင် တခါတရံငိုတက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးနိုင်ပါသည်ငိုတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည်တနာ ਈ လျင်မိုင်30မှ35မိုင်အထိတိုက်ခတ်နိုင်ပါသည်လှိုင်းမြစ်မှာမြမကံယူရန်တရှောင်းနှင့်ကဲလွန်ပင်လေပြင်းတို့တွင် ကိုးပေမှစိတ်တပေခန့်ရှိနိုင်ပါသည်နောက်နှစ်ရက်အတွက်ခံမှန်းချက်မုတ်တုံလေးအာတင်းတင်းရှိမည် နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်နေတဲ့အထီးခံမန်းချက် မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာမီရွာရန်ရာနှုံးပြည့်ဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်နေတဲ့အထီးခံမန်းချက်မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာမီရွာရန်ရာနှုံးပြည့်ဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်နေတဲ့အထီးခံမန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုံးပြည့်ဖြစ်ပါသည်နေ့စဉ်မိုးလေဝသ